အမေရိကန်တွေကဗန်နီဇွဲလာသမ္မတကိုဖမ်းဆီးလိုက်ပါပြီဒီနေ့မှာတော့ Delta Force အဖွဲ့ကဗန်နီဇွဲလာနိုင်ငံထဲကအခိုင်အမာတိစောက်ထားတဲ့စစ်အခြေစိုက်စခန်းတစ်ခုကနေမာဒရိုကိုဘယ်လိုဖမ်းဆီးခဲ့သလဲဆိုတာနဲ့လေရင်အစီးရေ150ကျော်ပါဝင်တဲ့အကြီးအကျယ်လေကြောင်းထိုးစစ်အကြောက်ကိုလေ့လာကြည့်မှာဖြစ်ပါတယ်ပြီးတော့အခုချိန်မှာဒီနိုင်ငံကိုတကယ်တမ်းဘယ်သူကထိန်းချုပ်ထားသလဲဆိုတာကိုလည်းကြည့်ကြရအောင်ပါပထမဆုံးသိထားမှာကအမေရိကန်ရဲ့ဒီစနစ်မဟာလွန်ခဲ့တဲ့လေလာကတည်းက phase 1အခြေအနေအရရပြင်ဆင်ချင်းလို့ခေါ်တဲ့စစ်စင်ရဲနဲ့စတင်ခဲ့တာပါ ဒါဟာအော်ဂိုလာထဲမှာ CIA အရာရှိတစုဗနင်ဆွေးလာနိုင်ငံထဲကိုရှိုးဝက်ဝင်ရောက် တော့ကလေးကစခဲ့တာဖြစ်ပါတယ်သူတို့ကဗနင်ဆွေးလာသမ္မတမာဒရိုရဲ့လှုပ်ရှားမှုတွေကိုနိုင်မလက်စောင့်ကြည့်နိုင်တဲ့ထောက်လှမ်းရေးအချက်အလက်တွေကိုစုဆောင်ခဲ့ကြသလိုမာဒရိုရှိတဲ့နေရာကိုအမြဲတမ်းဓာတ်ရိုက်သတင်းပေးပို့နေတဲ့ Still Show က drone တွေကိုလည်းအသုံးချပြီးကျွမ်းကျင်ပိုင်နိုင်စွာနားယောက်ခံလိုက်ခဲ့ကြပါတယ်။ဒီ show ရဲ့စစ်စင်ရေးကလည်း Pattern of Life လို့ခေါ်တဲ့အရာကိုပေါ်ထုတ်နိုင်ခဲ့ပါတယ်။ ဒါကတော့ထောင်းလဲလောကမှာသုံးတဲ့သုံးနှုန်းဖြစ်ပြီးကျွန်တော်တို့နားလည်အောင်ပြောရရင်တော့လူတယောက်ရဲ့နေစဉ်လုံရုပ်လုံစဉ်နေထိုင်မှုပုံစံပါပဲဒီနေ့နဲ့ထောင်းလဲအရာရှိတွေဟာမာဒရိုရှိနေတဲ့နေရာကိုလူရဲ့သုံးသက်လောက်ရှိတဲ့မြို့တော်ကာရာကက်စ်ရဲ့တောက်ဖက်က Fort Tiuna စစ်ဖက်ဆိုင်ရာဌာနချုပ်ကြီးစီအထိကွက်တိပေါ်ထွန်းနိုင်ခဲ့ပါတယ်2026ခုနှစ်ဇန်နဝါရီလ3ရက်နေ့ဒေသစစ်တော်ချင်းညနေတခေါင်တနားီမှာတော့ American အစိုးရဟာ Absolute Resolve လို့အမည်ပေးထားတဲ့စစ်စင်ရေးကိုစတင်ဖို့မင်းစင်ပြလိုက်ပါတယ် အမေရိကန်စစ်တပ်ဟာမြို့တော်တခွင်ကပြစ်မှတ်တွေကိုဒုံးကျည်တွေနဲ့တရဆက်စတင်ပစ်ခတ်ပါတော့တယ်။ဘုံတွေကတော့ခြေစိုက်စခန်း20နဲ့တင်းဖောတွေကလည်းပစ်ခတ်ခဲ့တာပါ။ဒီစီနီမိုအတွက်ရွေးချယ်ခင်ရတဲ့မြေပြင်တိုက်ခိုက်ရေးဖွဲ့ကတော့ Delta Force လို့လူသိများတဲ့ First Special Force Operation Detachment Delta ပဲဖြစ်ပါတယ်။ထူးထူးခြားခြားပဲမာဒရိုကိုဖမ်းဆီးဖို့အတွက် FVI ရဲ့တစားခံကယ်ဆယ်ရေးဖွဲ့ HRT က agent တွေလည်းသူတို့နဲ့အတူပါဝင်ခဲ့ပါတယ်။ စစ်စင်ရဲ့အတွင်းဝင်ရောက်တဲ့နေရာမှာတုံးရတဲ့ရဲတင်းလုံးတဲ့မြေပြိုဟာတွေကြောင့်စစ်ဖက်ဆရာကျွမ်းကျင်သူတွေတော့အံ့အားသင်ခဲ့ကြရပါတယ်။တရင်တွေရဒီစနီမောကိုဥဆောင်ဖို့အတွက်အထူးရွေးချယ်ထားတဲ့160 Sawyer Night Stalker ဖွဲ့ကအမေရိကန်ရဟင်းစက်တစီကိုအသုံးပြုခဲ့တယ်လို့သိရပါတယ်။ Sawyer ဆိုတာကရဟယင်မောင်းနေတဲ့နေရာမှာ Stem Mouth မားတွေလိုကျွန်းကျင်တဲ့အဖွဲဖြစ်ပြီးသူတို့ရဲ့ရဟယင်တွေပေါ်မှာအထူးစစ်စင်ရဲ့ရဲဘော်300လောက်လိုက်ပါခဲ့ပါတယ် ဒီအဖွဲ့ဟာဗန်နင်ဇွဲလာကမ်းခြေကနေမိုင်အနည်းငယ်ကွာမှာစိုက်ကက်ထားတဲ့ USS Iwo Jima ဆိုတဲ့ကုန်းရဲနှစ်သွေးတိုက်ခိုက်ရေးသင်္ဘောကြီးပေါ်ကနေထွက်ခွာလာခဲ့တာပါရန်သူရေဒါတွေကနေရှောက်ရှားဖို့အတွက်ကာရေဘီယံပင်လယ်ပေါ်မှာပေတရာအမြင့်လောက်ကနေနင်းနင်းလေးကြံတန်းလာခဲ့ကြပါတယ်အဲ့နောက်မြောက်ဖက်ကဲယုံတွေကနေ40 units ကို10မိုင်ခရီးရှိတဲ့ NDA များလာတဲ့မြေပြင်ကိုဖျက်ကျော်ပြန်တန်းခဲ့ပါတယ်လမ်းမှာပြစ်ခံခဲ့ရလို့ရဟယင်တစီထိခိုက်ပျက်စီးသွားခဲ့ပေမဲ့စစ်စင်ရင်ကိုတော့ဆက်လက်လှုပ်ဆောင်နိုင်ခဲ့ပါတယ် လေကျော်တက်ခရဖွဲ့ကမြို့တော်ကိုပြန်သက်တော့ချိန်မှာသူတို့နောက်ွယ်မှာပောက်ွယ်မှုတွေတန်းစီဖြစ်ပေါ်ခဲ့ပြီးဒါတွေကို X ပေါ်မှာဓာတ်ရိုက်တင်ခဲ့ကြပါတယ်စစ်စင်ရဖွဲ့ဟာထူးခြားတဲ့ကာကွယ်ရေးစနစ်တွေပါဝင်တဲ့ MH47A Chinook နဲ့ MH60L အမျိုးအစားအထူးရဟတ်ယာဉ်တွေကိုအသုံးပြုခဲ့တာပါပြီးတော့သူတို့စစ်အခြေစိုက်စခန်းနားကိုချင်းကပ်သွားပြီး Ocean 11ရုပ်ရှင်ထဲကလို့ပုံစံမျိုးနဲ့စီးနင်းမှုကိုစတင်ခဲ့ပါတယ်ဒီလိုအဆောက်အုံမျိုးကိုဝင်ရောက်စီးနင်းဖို့ဆိုတာလှုပ်ဖို့စဉ်းစားရုံနဲ့တင်အရန်ကိုအန်ဒီရများတဲ့လှုပ်ပါ Fortuna မှာခိုက်ခန်းလို့တဲ့ Grand Grid တရားကြီးတွေရှိပါတယ်။တာကုန်းထဲမှာဓာတ်ရိုက်တိဆောက်ထားတဲ့ဘန်ကာတွေမြင်းတဲ့နေရာကနေပြစ်ခတ်နိုင်တဲ့အနေထားတွေလက်နက်ကိုင်ကိမျောစင်တွေရှိသလို20လက်နက်ရဲ့ပက်လုံကင်းလဲနေတဲ့ဖွဲ့တွေလည်းရှိပါတယ်။ဒါဘယ်လင်ဆူလာနိုင်ငံရဲ့ပန်ဂိုစစ်ဌာနချုပ်လို့တော့ပြောလို့ရပါတယ်။ဒီမှာကြည့်ရင်မြင်ရမှာကခုခံတဲ့သူတွေအသာစီးရအောင်တာကုန်းဘဲမှာတိဆောက်ထားသလိုမြေအောက်ထဲအထိလည်းနက်နက်ရှိုက်ရှိုက်တူးထားနိုင်ပါတယ်။သူရဲ့ area ကလည်းအတော်လေးကျဝန်းပြီးအနံ့နှမိုင်အလျားလဲမိုင်လောက်ရှိပါတယ်။ ထောက်လျက်သတင်းတွေအရမာဒရိုရဲ့အတော်စွန်လဲစဉ်စစ်တဲ့9000လောက်ဒီစကန်မှာတာဝန်ကျနေတယ်လို့ခံမရပါဗျ။သတင်းတွေအရမာဒရိုဟာသူ့ကိုနားရောက်ခံလိုက်လို့မရအောင်နေရအမြဲရွှေ့နေပြီးညာတိုင်းအိတ်တဲ့နေရာကိုပျောက်လဲတာ၊သုံးမိသားဖုံးတွေကိုလွင့်ပစ်တာမျိုးတွေလုပ်ခဲ့တယ်လို့သိရပါဗျ။ ဒါမဲ့ဒီစကန်ရဲ့ကာကွယ်ရေးစနစ်တွေကြိုးပေါက်တော့ရတဲ့အကြောင်းရင်းတစ်ခုကတော့ဒီဇင်ဘာလလည်လောက်ကတည်းက American Cyber တပ်ဖွဲ့ US Cyber Command ကရက်စစ်အခြေခံအဆောင်အုံတွေကိုပြစ်မှတ်ထားပြီးစနစ်တွေထဲမှာ malware တွေထည့်သွင်းကအကျိုးပြင်ဆင်မှုတွေလုပ်ခဲ့လိုပဲဖြစ်ပါတယ်။ cyber တက်ဖွဲ့ကခလုတ်ကိုနှိပ်လိုက်တဲ့အခါမှာတော့တနိုင်ငံလုံးအမောကျတော့ပြီးစကန်တစ်ခုလုံးနဲ့မြို့တော်ရဲ့နေရာအတော်များများမှာရက်စစ်မီးတွေလုံးဝပြတ်တောက်သွားခဲ့ပါတယ်။ဒါကြောင့်ဆက်သွယ်ရေးတွေပြတ်တောက်ကုန်ပြီးပြန်လည်တုံ့ပြန်ဖို့အတွက်ပေါက်ဆက်ညှိနှိုင်းရတာအတော်လေးခက်ခဲသွားစေပါတယ်။ အဲ့ဒီနောက်မှာတော့စစ်သားတွေဟာရဟရင်တွေပေါ်ကနေဆင်းသက်ခဲ့ကြပါတယ်။ကမ္ဘောဒေးဟာမြေပြင်ပေါ်ရောက်တာနဲ့မာဒူရိုပုံအောင်နေတဲ့စခန်းထဲကအင်စီကိုတန်တန်မတ်မတ်ဥတီတော်ခဲ့ကြပါတယ်။ American ဗိုလ်ချုပ်ကြီးကိန်းကတော့စီနင်းတဲ့အဖွဲ့ဟာဒါရပစ်ခတ်မှုကိုခံခဲ့ရလို့ American တပ်ဖွဲ့ဝင်တွေအနေနဲ့အလွန်အကျွံအင်အားသုံးပြီးခုခံကာကွယ်မှုနဲ့ပြန်လည်တွန့်ပြန်ခဲ့ရတယ်လို့ပြောကြားခဲ့ပါတယ်။အဖွဲ့နဲ့အတူပါလာတဲ့မြေပြင်ထောက်လှမ်းရေးအရာရှိတွေကလည်းစခန်းဝင်းအတွင်းလမ်းညွှန်မှုပေးခဲ့ကြပါတယ်။ မန္တရိုကိုအခိုင်မာကာကွယ်ထားတဲ့ထူထဲတဲ့တမ်မနိတကားကြီးတွေရှိနေမယ်ဆိုတာကိုလည်းဒီထောက်လိုက်ရဲ့အဖွဲ့ကအဖြတ်တက်ဖွဲ့စီကိုကြိုတင်တတိပေးထားပါတယ်ဒီအချက်လက်တွေကမန္တရိုရဲ့လူယုံအတိုင်းဝိုင်းထဲကတည်င်းပေးသူတွေစီကရခဲ့တာပါသူမှလုံးဝပိတ်ဆို့ထားတဲ့လွန်ချုံရဲ့အခန်း Panic Room ရှိတာကြောင့်စစ်စင်ရဲ့သမားတွေဟာဖောက်ခွဲပစ္စည်းတွေနဲ့ဆက်လွှားတွေကိုယူလာခဲ့ပြီးဖြက်စီဝင်ရောက်ဖို့ပြင်ဆင်ခဲ့ကြပါတယ် ဲ့ဒီအချိန်မှာပဲအပြင်ဖက်ကနေအမေရိကန်ရဲ့ DFP တိုက်ခိုက်ရေးရဟတ်ရင်တစည်းကအနိကက်လေကြောင်းပစ်ကူပေးပြီးရန်သူကိုနိနေနေပါတယ်။ဒါဟာလက်နက်အင်အားအပြည့်စုံတက်ဆင်ထားတဲ့ Base Mode လို့ခေါ်တဲ့အထူး version ရဟတ်ရင်ပဲဖြစ်ပါတယ်။ဒါမီနီဂန်နလက်နက် Hydra ဒုံးကျည်တွေကိုတုံးပြီးလွတ်လွတ်လပ်လပ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲရဟယင်ဟာရန်သူရဲ့ပခုံးထန်းလေကြောင်းရဲ့ကာကွယ်ရေးအီဂလာဒုံးကျည်တွေနဲ့အပြစ်ခံခဲ့ရပါတယ်။ဒါကိုတွန့်ပြတဲ့အနေနဲ့လေယာဉ်မှုတွေက XM216 Dark Flare တွေကိုထုတ်လွှတ်ခဲ့ပါတယ်။ ါတွေကလူမျက်စိနဲ့မမြင်နိုင်ပေမဲ့ရဲစုဒုံးကျည်တွေကတော့ခြေဖြတ်ပစ်နိုင်ပါတယ်။ Data Post အဖွဲ့ဟာနောက်ဆုံးမှာတော့ Madrone ရဲ့အိမ်ထဲကိုဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ပြီးသူ့ကိုရှာတွေ့သွားခဲ့ပါတယ်။စင်းနမောပါတဲ့တည်ငင်းမြက်တွေနဲ့စကားပြောခဲ့တဲ့ CNN ရဲ့သတင်းအရစစ်စင်ရဲ့သမားတွေဟာမာဒရိုအိပ်ပျော်နေတော့မှာပဲကတိန်ပေါ်ကနေဆွဲချပြီးလက်ထိတ်ခတ်မျက်စိကိုအဝက်စီးကခေါ်ဆောင်တော့ခဲ့တယ်လို့သိရပါဗါတယ်ပြီးတော့မာဒရိုရဲ့သူစနစ်ကိုအပြင်က chain knock ရဟယင်တွေပေါ်တင်ပြီးပြန် track ခဲ့ကြပါတယ် မာဒရိုရှိနေတဲ့နေရာကိုတည်င်းပေးခဲ့တဲ့ဗနင်ဆွဲလာစစ်အရာရှိကတော့စူးချင်းငွေအမေရိကန်ဒေါ်လာ350ရရှိတော့ပါတယ်။ဒါမဲ့ဒါဟာစစ်စင်ရဲ့တဝက်ပဲရှိပါသေးတယ်။ဘာလဲဆိုတော့ဘေကင်ကင်းနဲ့ပြန်လေဆုတ်ခွာဖို့ကြံသေးလို့ပါ။ဒီစစ်စင်ရဲ့အဓိကတောင်းဝန်ကမာဒရိုကိုအသက်ရှင်လျက်ဖက်စီဖို့ပဲဖြစ်ပါတယ်။တကယ်လို့လမ်းမှာဖြစ်ဖြစ်ပြန်ဆုတ်ခွာချင်မှာဖြစ်ဖြစ်မာဒရိုသာတည်ဆုံးတော့ခဲ့ရင်ဒါဟာအမေရိကန်ကလုံးချက်တက်ဖြတ်ဖို့ခိုက်စေခဲ့သလိုဖြစ်တော့မှာဖြစ်ပြီးဥပဒေကြောင်းအရပြဿနာပေါင်းစုံတက်လာနိုင်ပါတယ်။ ဒါကျွန်တော်သိသလောက်လက်တလောသမိုင်းမှာနိုင်ငံရေးအရအထူးခိုက်မခံစုံစစ်စင်တခုဖြစ်ပါတယ်။သူတို့ဟာ non ban door ကိုဒုံးနဲ့ထိုးရိုက်တယ်လို့ဖြစ်သွားပြီးတနိုင်ငံလုံးကသူတို့နောက်ကိုလိုက်လာတော့တာပါ။ခုချိန်မှာ data post အဖွဲ့ဝင်ဒါရဲ့စိတ်ထဲမှာရှိနေတဲ့မေခွန်တစ်ခုကငါတို့ပြန်ဆောက်နိုင်ဖို့ American လေကြောင်းအင်အားကိုယုံကြည်လို့ရပါမလားဆိုတာပါပဲ။သူတို့ Venezuela ကနေပြန်ထွက်လာတဲ့အချိန်မှာ American လေကြောင်းတပ်ဖွဲ့က Beijing ကနေလွတ်မြောက်နိုင်အောင်ရန်သူအာရုံလွှဲတဲ့အနေနဲ့နိုင်ငံတော်ကအရေးကြီးတဲ့စစ်ပစ်မှတ်တွေကိုဆက်လက်ဘုံကျဲတိုက်ခတ်ခဲ့ပါတယ်။ F22, F35, F18 တိုင်းလေယာဉ်တွေအပြင် radar လေယာဉ်တွေနဲ့ B1 ဘုံးကျစ်လေယာဉ်တွေလည်းပါဝင်ခဲ့ပါတယ်။သူတို့ဟာ La Guardia, Miranda နဲ့ Aragua ပြည်နယ်တွေကစစ်အခြေစိုက်စခန်းတွေကိုတိုက်ခိုက်ခဲ့ကြပါတယ်။ဒါဟာရန်သူကိုဗျာများသွားစေဖို့အတွက်လှုံ့ဆော်ခဲ့တာပါ။လေကျောက်စုံမုံကိုရထားတဲ့တပြိုင်နက်တည်းပြုတ်လောက်တဲ့လေကျောက်စစ်စင်ရဲ့ကြောင့်ဒါကိုအအောင်မြင်မြင်လှုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။တတိယရရဒီစစ်စင်မှာဝင်းဟင်တစ်ခုလုံးကိုအကျွေးမဲ့စုံမဖို့ရည်ရွယ်ချက်နဲ့ American တိုင်းလင်အစီရ150လောက်အထိပါဝင်ခဲ့တယ်လို့သိရပါတယ်။ တိုက်လိန်တွေကလည်းအဝဲပြစ်ပြင်းထန်တိကျတဲ့ဒုံးကြီးတွေကိုပစ်ခတ်ခဲ့ပြီးမြို့တော်တခွင်မှာလည်းအကြီးအကျယ်ပောက်ကွဲသံတွေကိုကြားခဲ့ရပါတယ်။ဒေသတွင်းသတင်းတွေရဲ့ဖော်ပြချက်အရအဲ့ဒီပောက်ကွဲမှုတွေဟာလေကြောင်းရန်ကာကွယ်ရေဒါတာဝါတိုင်တွေကိုပြင်းထန်ထားခဲ့တာလို့ဆိုပါတယ်။ဒါဟာရန်သူလေကြောင်းရန်ကာကွယ်စနစ်တွေကိုချေမှုန်းတဲ့အကြီးစား SCAD စစ်စင်ရဲ့တစ်ခုပဲဖြစ်ပါတယ်။ ASEAN Defender ရဲ့ export က post ခုအရာဒီလေကြောင်းထိုးစစ်ဟာ bank away ပြည့်လေကြောင်းရဲ့ကာကွယ်စနစ်တွေကိုဖျက်ဆီးနိုင်ခဲ့သလိုစကန်တွေမှာရှိတဲ့တန်ချက်ကရင်အလုံးကိုလည်းအသုံးမရအောင်လုပ်ပစ်ခဲ့တယ်လို့သိရပါတယ်အဲ့နောက်မှာထွက်ပေါ်လာခဲ့တဲ့ဂျူလူဓာတ်ပုံအစ်စ်တွေရစကန်တွင်ပျက်စီးဆုံးချုံမှုအတိုက်အတာကဘလောက်ကြီးမားသလဲဆိုတာမြင်တွေ့ရပါတယ်စကန်ရဲ့နေရာတော်တော်များများဟာမြေလန်ခံလိုက်ရသလိုလုံးဝပြားချက်တော့ခဲ့ပါတယ် အမေရိကန်ရဲ့ light nose နစ်တွေကရေဒါတွေကိုရှုပ်ထွေအောင်လုပ်ခဲ့ပြီး radar light fan ဒုံးကျည်တွေကတော့ရန်သူရဲ့ S300 လက်ကြောရဲ့ကာကွယ်ဒုံးပစ်စင်တွေကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။၃ရက်အတွင်းစစ်စင်ရဲကိုအချိန်ပေါ်66နာရီယူခဲ့ပြီးဘယ်လိုလုပ်ရမလဲဆိုတာပူတင်တယောက်အသေးအသေး light map နဲ့လောက်ပါပြီ။သူတို့အခုလောအောင်မြင်ခဲ့တာကတော့မဒရိုရဲ့ MIG တိုက်လေရင်တွေထွက်ခွာပြီးဂျားဖြတ်တိုက်ခိုက်နိုင်တဲ့ La Carlotta နဲ့ Higrot အပါဝင်အဓိကလေတဲ့အခြေဆက်စခန်းတွေကိုပါတိုက်ခိုက်ခဲ့လို့ဖြစ်ပါတယ်။ အခုဒီမှာဆိုရင်စခန်းထဲမှာရက်စိနေတဲ့တန်ချက်ကာရင်တွေကိုမြင်နေပါရယ်အဲ့တဖို့ရနေနဲ့ပြန်လေတုတ်ပြဖို့ခက်ခဲသွားရတာက Fort Tiona စစ်ဌာနချုပ်ဟာအစင်းမြစ်စစ်ဘုတ်ချုပ်ကြီးတွေရုံးဆိုင်တဲ့နေရာဖြစ်နေပြီးအဲ့ဒီနေရာအတိုက်ခံရတဲ့အခါမှာတော့အကုန်လုံးဗရပြဲဖြစ်ပြီးဖျော်ဖျဲဖြစ်ကုန်လို့ပဲဖြစ်ပါတယ်။အာနာရှင်နိုင်ငံတွေမှာတော့အမိပေးနိုင်တဲ့စစ်ဖက်အရာရှိကြီးတွေအားလုံးကိုတနေရာဒီမှာစူးစီထားတတ်ကြပါတယ်။ဒါဟာအောက်ချော်ရဲ့ဘိုက်ကိုထိန်းချုပ်ဖို့ကောက်ပေမဲ့တခြားတစ်ဖက်မှာတော့တနေရာဒီနဲ့အပြတ်အသတ်အဖြတ်ခံရနိုင်တဲ့အာနေချက်ကြီးဖြစ်နေပါတယ်။ ပောက်ကွေးမုံတွေဟာဗနင်ဆွေလာအစိုးရရဲ့ငွေကြေးစစ်စစ်မှုတွေကိုထိန်းချုပ်ထားတဲ့မဟာဗျူဟာကျတဲ့လာဂူအရာစစ်ကန့်ကိုလည်းထိမှန်ခဲ့ပါတယ်။ဒီလိုโจတင်ပြင်ဆင်မှုတွေဟာမာဒူရိုရဲ့တပ်ဖွဲ့တွေကိုဗျာများသွားစေဖို့နဲ့လမ်းစာပျောက်သွားစေဖို့ရည်ရွယ်ပြီးလှုပ်ဆောင်ခဲ့တာပါ။ဒီတိုက်ခိုက်မှုမှာစစ်ဖက်ဆရာကျွန်းကျင်သူတွေကိုအာသင်းစေခဲ့တာကတော့ရဲရင်တွေကိုအထူးထားအသုံးပြုတော့တာပါပဲစစ်ပြင်းပြင်းဗီဒီယိုတွေရ Marine Corps ရဲ့ Beeper တွေနဲ့ကြီးတဲ့ရဲ့ Apache လို့ယူဆရတဲ့ရဲရင်တွေကမြေပြင်ပစ်မှတ်တွေကိုဒုံးကျည်တွေနဲ့တိုက်ခိုက်နေတာကိုမြင်တွေ့ရပါတယ် ပုံမှန်အားဖြင့်တော့ဒီလိုရဟန်းရင်တွေဟာမြေပြင်ပစ်ကူမပါဘဲဆိုရင်တိုက်ခိုက်ခံရဖို့အလွန်အရန်လွယ်ကူပါတယ်။သူတို့ကအတော်အလာနေကွဲတာကြောင့်တခြားရဟန်းရင်တွေတောင်မဟုတ်ရန်သူရဲ့လက်ကైလက်ကြောက်ရန်ကာကွယ်ရေးလက်နက်တွေအတွက်အလွယ်တကူပြစ်မဲ့ဖြစ်သွားနိုင်ပါတယ်။အခုလိုစီးနင်းမှုမှာသူတို့ကိုအသုံးပြုခဲ့တာကတော့ American စစ်ဗျူဟာရဲဆွဲသူတွေအနေနဲ့ဝင်ဟင်ကိုလုံးဝစိုးမိုးနိုင်မယ်လို့ဘလောက်တောင်ယုံကြည်မှုရှိနေတယ်လဲဆိုတာကိုပြနေတာပါ။ ဒါမဲ့မဲစရာရှိတာကဗနင်ဆွဲလာမှာအိုက်ဂလာပကုံးထန်ဒုံပြစ်စင်ပေါင်း9000လောက်ရှိနေတာတော့ဘာလို့အမေရိကန်ရဟရင်တစီမအပြစ်မခံရတာလဲဘာဖြစ်လို့ခုခံမှုတွေကဒီလောက်ထိအသုံးမကျဖြစ်ခဲ့ရတာလဲဒါနဲ့ပတ်သက်ပြီးယူဆချက်မျိုးစုံနဲ့အဖြေတွေရှိပါတယ်ဒါဟာတကယ်ကိုထူးဆန်းပြီးနောက်ွယ်ကကြံစီမှုတွေပါဝင်နေတဲ့အကြောက်ရတစ်ခုလည်းဖြစ်နေပါတယ်ကဲဒါဆိုဆက်ပြီးကြည့်ကြပါမယ်လွန်ခဲ့တဲ့6လအတွင်းအမေရိကန်ကစုဆောက်ခဲ့တဲ့အစမတန်များပြားတဲ့စစ်ရင်အားကခုခံမှုတွေကိုခက်ခဲသောစေခဲ့တာပါ ဒါပြင်ဗင်နီဇွဲလားရဲ့စစ်ပေါ်ရေးအကြမ်းတီးနဲ့နိုင်ငံရေးအရဖိနှိပ်မှုတွေကြောင့်ပြည်သူတွေစိတ်ကုန်နေကြပြီးမာဒူရိုကို ထောက်ခံသူက10ရာခန့်နှုန်းကနေ20ရာခန့်နှုန်းလောက်ပဲရှိတော့တယ်လို့စစ်တပ်တွေကဆိုပါတယ်။ဒါကြောင့်မာဒူရိုအတွက်နဲ့အသက်ဆုံးပြီးတိုက်ပွဲကျင်သူကအတော်လေးနည်းနေပုံရပါတယ်။ဒါပေမဲ့ဗင်နီဇွဲလားတိုက်ခံတွေစီကသတင်းရင်းမြစ်တွေကတော့ Sky News ကိုပြောတာကမာဒူရိုကိုဖမ်းဆီးတာဟာတကယ်တော့အတင်းအဓမ္မဖမ်းဆီးတာမဟုတ်ဘဲညှိနှိုင်းပြီးမှထွက်ခွာသွားတာလို့ဆိုပါရဲ ဆိုတာတော့ American တပ်တွေလာဖမ်းမယ်ဆိုတာကို Maduro ကကြိုသိနေပြီးသဘောတူထားပြီးသားဖြစ်ကြောင်းအခုမြေပြင်တိုက်ခိုက်မှုဆိုတာကသူကိုယ်တိုင် American အာဏာပိုင်တွေစီအဖမ်းခံဖို့အတွက်အစီအစဉ်တကျလုပ်ပြခဲ့တဲ့ပြောက်ကွက်တစ်ခုသာဖြစ်တယ်လို့သူတို့ကစွဲဆွဲနေကြပါတယ်။သူကဘာဖြစ်လို့အဲ့ဒီလိုလုပ်ရမှာလဲ Venezuela ပြည်သူတွေအတွက်တော့ငါ American တွေရဲ့ဖမ်းဆီးမှုကိုခံလိုက်ရတာလို့ပြောတာကငါအပေးယူလုပ်ပြီးထွက်ပြေးတော့တာလို့ပြောတာထဲဆိုင်ရင်ဂုံတိုက်ကဘက်ရပိုကြီးကောက်လို့ပဲဖြစ်ပါတယ်။ အခုလို fancy ခေါ်ဆိုတဲ့စစ်စင်မျိုးမှာမာဒရိုရဲ့ဇနင်းကိုပါတဘာလေးခေါ်ဆိုတော့တာကကြွညင်သူတွေအတွက်တော့အတော်လေးအော့စရာဖြစ်ခဲ့ပါတယ်။အရင်ကသူစနစ်အပေါ်ရာဇဝမှုနဲ့တရားစွဲဆိုထားတာမျိုးမရှိခဲ့ပေမဲ့အခု fancy ပြည်နောက်မှာတော့သူမကိုပါတရားစွဲဆိုထားတယ်ဆိုတာကျွန်တော်တို့သိလိုက်ရပါတယ်။ဒါမဲ့ဒါနဲ့ပတ်သက်လို့ခိုင်မာတဲ့အထောက်ထားတော့အခုထိမရှိသေးပါဘူး။အញ្ញံခံဖို့အတွက်ကြိုတင်ညှိနှိုင်းထားတာမန်ခင်ရင်တော့သူ့ရဲ့စစ်တဲကတော့ဒါကိုသိမှာမဟုတ်ပါဘူး။ ဒါကြောင့်မာဒရိုရဲ့လုံခြုံရေးတပ်ဖွဲ့တွေဘာလို့ဒီလောက်ထိအဆုံးပြနိုင်ခဲ့လဲဆိုတာကိုတော့အပြည့်အစုံရှင်းပြနိုင်ခြင်းမရှိသေးပါဘူး။အမေရိကန်သမ္မတထရန်ကတော့လိုအပ်ရင်ဒုတိယလိုင်းအနေနဲ့ထပ်ပြီးတိုက်ခိုက်ဖို့ပြင်ဆင်ထားခဲ့ပါတယ်။တကယ်တော့ဒုတိယအကြိမ်တိုက်ခိုက်ဖို့လိုမယ်လို့တော့ထင်ထားတာ။ဒါပေမဲ့အခုတော့လိုတော့မှာမဟုတ်ပါဘူးလို့ပြောကြားခဲ့ပါတယ်။ နောက်ထပ်ယူဆချက်တစ်ခုကတော့သူ့ရဲ့ဒုတိယသမ္မတဒါမဟုတ်ကာကွယ်ရေးဝန်ကြီးလိုမျိုးအစိုးရအဖွဲ့ထက်ကအစစ်မြင့်အရာရှိတယောက်ကမာဒူရိုကိုတစ်စာဖောက်ပြီးသူ့ကိုဖမ်းဆီးတာကိုမခုခံဖို့တပ်ဖွဲ့ဝင်တွေကိုအမင်းပေးလိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်အမေရိကန်စစ်စင်သမားတွေအနေနဲ့ရဟယင်တစည်းမမဆုံးရှုံးပဲအောင်မြင်မြင်လောက်နိုင်ခဲ့တဲ့နောက်ထပ်အကြောင်းပြချက်တစ်ခုကတော့အမေရိကန်ရဟယင်တွေမှာဒုံးကျည်တွေကိုခြေဖြတ်နိုင်တဲ့ electronic snitch တွေပါလို့လည်းဖြစ်နိုင်ပါတယ် ါကို DIRCM လို့ခေါ်ပြီးသူကရဲသူဒုံးကြီးကိုထောက်လန်းနောက်ရောက်ခံကဒုံးကြီးရဲ့ဥကောက်ပိုက်ထဲကိုလေဆာနဲ့ဓာတ်ရိုက်ပြသွင်းလိုက်တာပါအဲ့ဒီအခါဒုံးကြီးဟာမျက်စိကန်တော်ပြီးလမ်းကြောင်းပျောက်တော်တက်ပါတယ်ဒါဟာအင်္ဂလာဒုံးပြစ်စင်တွေကိုတုံးပြဲတဲ့နေရာမှာအတုံးဝင်ပါတယ်အဲ့ဒီဒုံပြစ်စင်တွေကစနစ်တကျထိမ့်သိမ်းဖို့နဲ့လစ်ချင်းထားဖို့လဲလိုအပ်ပေမဲ့သူတို့မှာအဲ့ဒီအချက်တွေမရှိခဲ့ပုံရပါတယ် ဒါအပြင် Wanderers 60 Soya ဖွဲ့ဟာ Radar လွတ်အောင်နင်းနင်းလေးပြန်တန်းတက်တာကြောင့်ရန်သူကသူတို့ကိုမြင်တွေ့ပြီးပြစ်ခတ်ဖို့တော့အခွင့်အရေးမရခဲ့ပါဘူး။ပူရဲစီစီချောင်းများအဖွဲဩဂထဒန်ကင်းရဲ့အစိုးရဒီစစ်စင်ရဲ့အော်မီလာဟာလာဘုံများစွာကြိုတင်ပြင်ဆင်ပြီးဇက်တိုက်လစ်ချင်းခဲကြလို့ဖြစ်တယ်လို့ဆိုပါရယ်ဘယ်လိုပဲဖြစ်ဖြစ်ရဟရင်တွေဟာဗနင်ဇွဲလာကောက်ခင်ရင်ကိုဖျက်ပြီးကန့်လော်မှာစောင့်နေတဲ့အမေရိကန်ရေတပ်သင်းဖောတွေစီဘေကင်ကင်းနဲ့ပြန်ရောက်တော့ခဲ့ပါရယ်အခုမြင်တွေ့နေရတဲ့မာဒရိုရဲ့ဓာတ်ပုံကတော့အဲ့ဒီမှာရိုက်ထတာပါ ဒီစစ်စင်ရဲမှာအမေရိကန်ဘက်ကကြားဆုံးသူမရှိခဲ့ပဲစစ်သားအချို့တနက်တရာနဲ့ဘုံစာထိမှန်တာမျိုးရှိခဲ့ပေမဲ့အသက်အန္တရာယ်စိုးရင်ရတဲ့အထိတော့မပြင်းထန်ပါဘူးအခုမာဒူရိုကိုဖမ်းဆီးလိုက်ပြီဆိုတော့နောက်ဆက်တွဲအနေနဲ့ဗနင်ဇွဲလာကိုဘယ်သူကထိန်းချုပ်မလဲဒါဟာကျွန်တော်တို့သိထားတဲ့တာမဲအစိုးရဖြုတ်ချပွဲတယ်လို့တော့မယုံရှင်းပါဘူးသမ္မတထရန်ကတော့မာဒူရိုကိုဖမ်းဆီးပြီးတဲ့နောက်မှာအမေရိကန်အစိုးရကပဲဗနင်ဇွဲလာကိုခက်တာအုပ်ချုပ်သွားမယ်လို့ပြောပါတယ်စနစ်တကျနဲ့မန်ကန်တဲ့အာနာလွဲပြောင်းမှုဖြစ်မြင့်ချင်းဒီတိုက်ဆက်သွားမှာပါ ဒီနေရာမှာအမေရိကန်ရဲ့အကြံစီကတော့ဗနင်ဇွဲလာရဲ့ရင်းနှီးတင်ပို့မှုကိုရဲကြောကနေပိတ်ဆို့ထားခြင်းအပြင်မြေပြင်ပေါ်ကိုစစ်သားတွေအလုံးရင်းနဲ့ချက်စရာမလိုပဲဗနင်ဇွဲလာအာဏာပိုင်တွေကိုဘယ်သူပဲအာဏာရရအမေရိကန်အစိုးရကနောက်ွယ်ကနေထိန်းချုပ်တော့ဖို့ပဲဖြစ်ပါတယ်ဗင်နီဇွဲလားနိုင်ငံမှာနောက်ထပ်ဆေးရရအရေးယူဆော်ရွက်မှုတွေထက်ရှိလာစရာမရှိတော့ဘူးလို့အမေရိကန်အစိုးရကထုတ်ပြန်ထားပါတယ်။ဒါမဲ့ဒါကိုစင်ခေါ်နိုင်တဲ့ခုခံမှုတွေကတော့နိုင်ငံအတွင်းမှာစတင်ပေါ်ပေါက်နေပြီဖြစ်ပါတယ်။ ဗနီဇွဲလာပြည်ထဲဝန်ကြီးကာဘလိုဟာလမ်းမပေါ်မှာဥထောက်ဆောင်ကြီးကအင်ဂျီဝတ်ပြီးကျုပ်တန်ကနေတဆင်အကြက်ဖက်ရဲသူတွေနဲ့မပူးပေါင်းကြဖို့ပြည်သူတွေကိုတိုက်တွန်းနေတာတွေ့ရပါတယ်။လော်လော့ဆယ်မှာတော့ရိုဒရီဂွက်စာယာယီသမ္မတအဖြစ်ကျန်းသစ်စာဆိုထားပါတယ်။ American ဆိုရရဲ့ဆိုရတော့သူမဟာတခြားရွေးချယ်စရာမရှိလို့နောက်ွယ်မှာ American နဲ့ပူးပေါင်းနေတယ်လို့သိရပေမဲ့လူထုကိုပေးတဲ့သတင်းစကားမှာတော့ American ကိုအပြင်းထန်တွန့်ပြန်နေဆဲပါ။ကျင်းတေတာတခုကတော့အခုချိန်မှာ Venezuela အစိုးရအဖွဲ့ဟာဖျော်ဖျဲဖြစ်နေတာပါ။ သူတို့ကပြည်သူတွေကိုလမ်းမပေါ်ထွက်ဖို့တောက်ဆော်ခဲ့ပေမဲ့အခုထက်ထိတော့တွန့်ပြန်မှုကအေးဆက်နေတော့ပါပဲတန်တဲ့ခြေတဲ့လူတွေလမ်းပေါ်ထွက်ပြီးစူးစူးကူကူဖြစ်နေတာမျိုးမရှိသေးပါဘူးဒါပေမဲ့ဗန်နင်ဆွေလာမှာနေထိုင်တဲ့ဒေသခံပြည်သူတွေကရောဒါကိုဘယ်လိုမြင်ကြသလဲသူတို့သဘောကျကြရဲ့လားဒါမဟုတ်မူတည်နေကြလားဒါကကျွန်တော်တို့သိပြီးထဲမပြောဖြစ်ကြတဲ့အချက်တစ်ခုပါစပိန်ဘာသာနဲ့ထုတ်လွှင့်တဲ့ဒေသတွင်းသတင်းတွေကိုကြည့်ရင်တော့ဗန်နင်ဆွေလာပြည်သူတွေရဲ့တုံ့ပြန်မှုကအမျိုးမျိုးဖြစ်နေတယ်လို့ဆိုပါတယ် သတင်းဖော်ပြချက်အရဒေသခံတွေဟာအခုလိုအမေရိကန်စတက်ရဲ့တိုက်ခိုက်မှုကြောင့်အံ့အားသိနေကြပြီးရင်းနှီးကြွေဝတဲ့သူတို့နိုင်ငံကို အခုဘယ်သူကတကယ်တမ်းအုပ်ချုပ်နေတာလဲဆိုတာကိုဝေခွဲမရဖြစ်နေကြတယ်လို့သိရပါတယ်။တချို့ကအာနာရှင် ပြုတ်ကျတော့လို့အောက်ပွေခံနေကြပေမဲ့မန်ဒရိုကို ထောက်ခံတဲ့အဖွဲ့တွေကတော့လက်နက်တွေနဲ့လက်လေသွာလာရင်းအမေရိကန်ရဲ့နေချေမှုကိုဒေါသထွက်နေကြပါတယ်။မန္တရောအာနာမရှိတော့ရင်နိုင်ငံပေါ်ချမှတ်ထားတဲ့စီးပွားရေးပိတ်ဆို့မှုတွေ short ပေါ်သွားပြီးစီးပွားရေးပြန်ကောက်လာနိုင်မယ်လို့လည်းပြည်သူတွေကမျှော်လင့်နေကြပါတယ်။ တချို့ကတော့အာနာလိဟင်မုံဖြစ်သွားတဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာကိုတန်တရားရှိနေကြပါတယ်။ဒါမဲ့အခုလောက်ရက်တွေကဥပဒေနဲ့ရောညညော့ရဲ့လားအရင်ကအမေရိကန်ဟာဆရယ်ဝူစီနဲ့နိုရီဂါတို့ကိုဖန်စီတုံးကလွတ်တော်ရဲ့အတီးပြူချက်တမျိုးမျိုးကိုရယူခဲ့ပါတယ်။လိဗျာအာနာရှင်ကိုဖျောက်ချတုံးကလည်းအလားတူပါပဲ။ဒါမဲ့အခုတိုက်ခိုက်မှုကတော့ဘာသီပစ်ချက်ဒါမှမဟုတ်ခွင့်ပြုချက်မရှိဘဲလှောက်ဆောင်ခဲ့တာဖြစ်ပါတယ်။မာဒိုကရောရှစ်ဆက်ဘာဖြစ်မှာလဲ။ နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကတော့မာဒရိုဟာဘူးရီဆေဝါမောက်ခိုကူမှုနဲ့နယူးယောက်မြို့ကဖက်ဒရယ်တရားရုံးမှာဂျာဇိုးမှုနဲ့တရားရင်ဆိုင်ရမယ်လို့ပြောထားပါတယ်။မာဒရိုကတော့သူဟာအပြစ်မရှိကြောင်းညှင်းဆိုထားပါတယ်။နောက်ထပ်ဘာတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့အားလုံးဆက်လိုက်ပြီးတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ဒီဗီဒီယိုကဒီလောက်ပါ။အဆုံးနဲ့ကြည့်ချင်နားဆင်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။